မြင်တယ်ဒီရသေးနှစ်ယောက်ကိုမြင်တော့သူသဖြင့်ဒီရသေးမလေးကအလွန်မှကြုံမောလှပတဲ့အတွက်ကြောင့်ရားကျင်ဘယင်ကြီးကအရွယ်လည်းရှိသေးတယ်ဆိုရားကျင်အဲ့ဒါနဲ့ဘာတော်တော်လို့မေးတယ်မေးတဲ့အခါကျတော့ဘုရားလောင်းကအခုတော့ဘာမှမတော်ဘူးတဲ့ဒါမဲ့လို့လူဘွားတော်ကဒါသူ့ရဲ့ဇနီးပါအဲ့လိုပြောတဲ့အခါကျတော့ဘယင်ကြီးက ီယတိမကိုငါအတင်းအဓမ္မယူမယ်ဆိုရင်ဒီယတိကဘယ်လိုမြန်းတုံ့ပြန်မလဲမသိဘူး။ဒါနဲ့အကဲဆန်းတဲ့အနေနဲ့အဲ့လိုဆိုရင်ဒီယတိမကိုငါအတင်းအဓမ္မယူသွားမယ်ဆိုလို့ရှိရင်အရှင်ယတိဘာလုပ်မလဲ။အဲ့တော့ဘုရားလုံးကဘာပြောလို့ဆိုတော့ငါပုထုသင်တဘာဝဒေါသတော့ထွက်ကောင်းထွက်လိမ့်မယ်တဲ့။စိတ်တူတာတော့ဖြစ်ကောင်းဖြစ်လိမ့်မယ်။ဒါပေမဲ့အဲ့ဒီဒေါသကိုငါအပြင်မထွက်စေရဘူးတဲ့။ထောင်းထောင်းထားနေတဲ့မြူတွေကို နော်တခဲနဲ့ရွာချလိုက်တဲ့မိုးကြီးကတခဏချင်းပဲငြိမ်းအေးသွားစီသလိုမျိုးငါတန်တမှာဖြစ်လာတဲ့ဒေါသတွေကိုငါတခဏချင်းပဲနှိမ့်သက်ပြစ်မယ်အဲ့လိုပြောတဲ့အခါကျတော့ဘယင်ကဩဒီရတိရဲ့စိတ်ကောင်းနှလုံးကောင်းရှိပုံကိုတောင်းမတွေးနိုင်တော့ပဲနဲ့သူ့ရဲ့လက်အောင်ငယ်သားတွေကိုဒီရတိမလေးကိုအတင်းအဓမ္မတန်းတော်ခေါ်သွားလို့ခိုင်းတော့ခေါ်သွားကြတာ ဒါနန်းတော်ရောက်တဲ့အခါကျတော့သူ့ကိုမိဖုရားမြှောက်မယ်။ဒါကြောင့်မလို့သူ့ရဲ့အလိုကိုလိုက်ဖြောင်းပြပြောဆိုတာပေါ့။ဒါပေမဲ့အဲ့ဒီရက်သေးမှလေးရတယ်။အဲ့ဒါကိုစိတ်မဝင်စားဘူး။မိဖုရားဖြစ်ဖို့လည်းစိတ်မဝင်စားဘူးဒီထီနန်းစီစိန်လည်းစိတ်မဝင်စားဘူး။ဒါသူကငိုပဲငိုနေတယ်။ဒါကသူစိတ်မဝင်စားဘူး။သူ့ကိုပြန်ပို့ပါ။ဘလို့မှသွေးဆောင်ဖျားရောက်လို့မရတဲ့အခါကျတော့သူ့ကိုအလုံးပိတ်ပြီးတော့ခန်းထဲမှာထားပြီးတော့ဘင်းရဲ့ဘာစဉ်းစားလဲဆိုတော့။အော်ရက်သေးတွေကအကျင့်ရှိတယ်။ တီလာရှိတယ်တချို့ဒီလိုယသိတွေဟာထူးခြားတဲ့ဆန်းပြားတဲ့ဂံဗီရအတတ်ပညာတွေတက်ကြတာတွေရှိတယ်အဲ့ဒါငါ့ဘုံမြန်ဒုက္ခရအောင်သူတို့တက်တဲ့အတတ်ပညာနဲ့လုံမယ်ဆိုရင်ခက်လိုက်မယ်ဆိုပြီးတော့စုံစမ်းမဲ့အနေနဲ့ဥယျာဉ်ထဲမှာကြံနေရတဲ့ဘုရားလောင်းယသိတွေကိုတိတ်တိတ်ကလေးတာတာလေးအချမ်းရံနေမပါဘဲနဲ့သူလာကြည့်ဘာတွေမြန်ငါ့ကိုအကျိုးမဲ့အောင်လုပ်နေတယ်လေဆိုတဲ့သဘောမျိုးနော် ဲလာကြည့်တော့ဘုရားလောင်းအဲ့ဒီချိန်မှာသင်္ကန်းချုပ်နေတယ်သူ့စိတ်ထဲမှာအလွန်ကြီးမားတဲ့လောကဓာတ်ကြီးတွေ့ပြီဒါမှမဟုတ်ငြိမ်းအေးသွားပြီသင်္ကန်းချုပ်ပြီးတော့နေနိုင်တယ်အဲ့တော့ဘုရင်နောက်ကရောက်နေတာကို तू ကမသိဘူးမသိတော့ဘုရင်ကြီးကတိရတန်နဲ့သူ့ကိုလှည့်မကြည့်တာလို့ထင်နေတယ်ဟောဒီရတိကစောတော့တော့စိတ်မတူဘူးလို့ကြုံသွားတယ်အခုကြတော့လည်းပဲ तू စိတ်တွေတူပြီးတော့ငါ့ကိုလှည့်တော့မကြည့်နိုင်ဘူး तू လည်း तू ထင်ချင်းလို့ရှောက်ထင်းနေတာဟုတ်လားအဲ့ဒါနဲ့ तू ကရှေ့ကနေသွားပြီးတော့ရှင်ရတိစောတော့တော့အတင်းကြုံသွားတယ် နော်ဖြစ်လာတဲ့ဒေါသကိုနော်မြူတွေကိုမိုးကြီးကညှိမ့်တက်ပြစ်တယ်လို့နော်ဖယ်ရှားပြစ်လိုက်တယ်လို့ဖယ်